သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်စစ်ကောင်စီနဲ့အပြည့်ရက်လက်မှတ်ရေးထိုးထားတဲ့ရှမ်း RCSS အပါအဝင်တိုင်းရင်းသားအဖွဲ့ခုနှစ်ခုကတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အပါအဝင်အချက်၅ချက်ကိုစစ်ကောင်စီနဲ့အပြည့်ရက်လက်မှတ်ရေးထိုးထားတဲ့ရှမ်း RCSS အပါအဝင်တိုင်းရင်းသားအဖွဲ့ခုနှစ်ခု 7EA Alliance ကယနေ့ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ဧပြီ29ရက်နေ့မှ30ရက်နေ့ထိကျင်းပခဲ့တဲ့ 7EA Alliance လင်းမြင့်ဆောင်2025ဥဆောင်အဖွဲ့အစည်းအဝေးမှာလက်ရှိနိုင်ငံအတွင်းရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံရေးအချက်အတဲတွေကိုကြော်လွှမ်းနိုင်ရေးအတွက် 7EO ကချမှတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်ကိုပြန်လည်ပြီးသုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များဆိုင်ရာလက်ညှိုးသဘောထားများကိုချမှတ်နိုင်ကြောင်သိရှိရပါတယ်။ 7EU Alliance ရဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်အစိုးပြုချက်များမှာပြစ်ပကတ်မှာပါဝင်သူအဖွဲ့များအားလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပြစ်ပကတ်မှာပါဝင်ခဲ့တဲ့အစုအဖွဲ့များအားလုံးကအပြည့်ရဲ့ကြေညာရန်တက်ဆိုင်သူများအကြ Federal Democracy ပြည်ထောင်စုဆိုင်ရာဂရီကဝတ်ပြုရန် Federal Democracy အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန် Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်ပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး 7EO Alliance ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ရှိသူများကိုရန်ကုန်ခေတ်သစ်တည်င်းဌာနကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံပြေဆိုရန်ညှင်းဆိုကြပါတယ် 7EO Alliance မှာ Shan RCSS Mon NMSP Rakhai ELP ပအိုးအဖွဲ့ Lahu LDU ကရင် DKBA နဲ့ကရင်ငင်းချမ်းရေးကောင်စီ KNU KNLA PC တို့ပါဝင်ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများရဲ့ထောက်ခံမှုကြောင့် PDF များကစစ်ကောင်စီတပ်ကိုအကောင်ဆုံးဖိအားပေးတိုက်ခိုက်နိုင်ခြင်းဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ရင်းပြည်ပမှာရှိတဲ့ပြည်သူများရဲ့ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူကာကွယ်တပ်မတော် PDF များကအင်အားကြီးမားပါသည်ဆိုသောစစ်တပ်ကိုဖိအားပေးတိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကထုတ်ဖော်ပြောကြားလိုက်ပါတယ်။မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတီထောင်ခြင်း လေးနှစ်ပြည့်နှစ်ပတ်လည်မိန်ကွန်းပြောကြရမှာစစ်အာဏာရှင်စနစ်ချုပ်ငင်းရေးခုခံတော်လှန်စစ်ကဏ္ဍမှာပြည်သူများရဲ့ပူးပေါင်းပါဝင်မှုအရေးကြီးပုံကိုအထက်ပါအတိုင်းထုတ်ဖော်ကြီးကျူးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အရေးအကြီးဆုံးဟာငါတို့ကိုအမြဲတမ်းထောက်ပံ့ကူညီနေကြတဲ့ပြည်သူပြည်သားတွေပဲဖြစ်တယ်။ပြည်ရင်းပြည်ပကမြန်မာပြည်ပတိုင်းရင်းသားသွေးချင်းမိသားစုများရဲ့ပံ့ပိုးကူညီမှုအင်ပြည့်အပြည့်ထောက်ခံပါဝင်မှုတွေကြောင့်လဲ ငါတို့ဒီနေ့ဒီအချိန်မှာအင်အားကြီးမားပါတယ်ဆိုတဲ့အကြံဖတ်စစ်တပ်ကိုအကောင်ဆုံးဖိအားပေးတိုက်ပွဲဝင်နေနိုင်တာဖြစ်တယ်လို့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်။ဒါကြောင့် PDF အောင်ပွဲများဟာပြည်သူအောင်ပွဲများတော်လိုင်းအောင်ပွဲများဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်မတော်ဟာလည်းတတိုင်းတပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေများဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့စနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံများနဲ့ပြည်သူတပ်မတော်တရက်ဖြစ်အောင်စူးစမ်းအကောင့်ထဲပေါ်နေတာကိုလည်းတွေ့ရကြောင်းဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။ နှစ်ပေါင်းများစွာတိုင်းပြည်ဘန်နာငွေကိုအကြိုက်သုံးပြီးတိစောက်ထားတဲ့အကြံဖတ်စစ်တပ်ကို၄နှစ်အတွင်း PDF ရဲဘော်များရဲ့ရေစွမ်းတက်တိနဲ့ခုခံတော်လန်တိုက်ပွဲဝင်ခဲ့ကြတာမှာမြေသည့်အတိုင်းအတာအထိအောင်ပွဲရနေပြီလဲဆိုဒီမှာမျက်မြင်ကိုတွေ့ပင်ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထည့်သွင်းပြောကြပါတယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတသွေးတဲ့တသားတဲ့ရက်တီတိုက်ပွဲဝင်ပေးခဲ့ကြတဲ့မဟာမိတ်တိုင်းရင်းသားတော်လန်ရဲ့အဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမေ့ပစ်ထားလို့မရဘူး။ ဒါကြောင့်လေးနှစ်ပြည့်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလိုပါတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ယခုဆိုရင်ပြည်သူ့ကာကွယ်တပ်မတော် PDF ဖွဲ့စည်းခဲ့ဒီမှာလေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့လေးနှစ်ဆိုသည့်အချိန်ဟာမြန်သည်ဟုဆိုနိုင်ခဲ့ပေမဲ့လည်းယခုကာလများမှာရဲဘော်များရဲ့ကိုယ်စွမ်းညံစွမ်းစွန့်လွတ်ပိတ်ဆက်အနစ်နာခံမှုများနဲ့ရောင်ရဲတင်းတိမ်နိုင်မှုများဟာတိုင်းပြည်အတွက်အဖို့မဖြစ်နိုင်တဲ့တမိုင်းမှတ်တမ်းများပင်ဖြစ်ကြောင်းပြည်တော်စုဝန်ကြီးချုပ်ကပြောကြားပါတယ်။လက်နက်ကင်ပြီးတော်လိုင်းရင်ငါတို့သွေးချွေးတွေရင်းရမယ်အသက်တွေပေးဆက်ရမယ် ဘဝဟာခက်ခဲကြမ်းတမ်းပဲချစ်ခင်ရတဲ့အရာအားလုံးနဲ့ခွဲခွာရမယ်ဒါတွေငါတို့ကောင်းကောင်းသိပါတယ်ဒါပေမဲ့အာနာရှင်စစ်မိတ်စာကိုအမြင့်ဖြတ်ဖို့ဒီလန်းကိုယုံကြည်ချက်အပြည့်နဲ့ရွေးခဲ့တယ်နိုင်ငံရဲ့ကန့်ကြမာပြည်သူရဲ့ကန့်ကြမာကိုကယ်တင်ဖို့တခုတည်းသောလန်းလက်နက်ကင်ပြီးတော်လှန်ခဲ့ရတယ်အာနာရှင်ကိုတော်လှန်တဲ့မြည်သည့်လုတ်ရက်မဆိုအမှန်တရားအတွက်ဖြစ်တယ်အကြမ်းဖက်စစ်တပ်ကိုပစ်တဲ့ကြီးတပေါက်တိုင်းဟာတရားသောစစ် ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနိုင်ကောင်းရွက်ကလည်း PDF လေးနှစ်ပြည့်အတွက်မှတ်ချက်ပြုပါတယ် တော်လန်ရေးလေးနှစ်တာအတွင်းပြည်သူလွတ်မြောက်ရေးအတွက်အသက်ပေးသွားခဲ့တဲ့အာဇာနည်ရဲဘော်အားလုံးကိုအလေးအနီးပြုပါကြောင်းပြည်သူအောင်ပွဲအတွက်ဆက်လက်တော်လန်နေတဲ့အာဇာနည်ရဲဘော်အားလုံးကိုလည်းအလေးပြုပါကြောင်းကာကွယ်ရေးဒုဝန်ကြီးကပြောပါတယ်တိုင်းပြည်နဲ့ပြည်သူအတွက် Federal Democracy ပန်းနိုင်ရောက်တည်အထိကြံရှိတဲ့တော်လန်ရေးတာဝန်ကိုဆက်လက်တာဝန်ထမ်းဆောင်သွားကြမယ်လို့လည်းနိုင်ကောင်းရွက်ကဆက်လက်ပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနယ်စပ်တိခိတက်စခန်းကိုပူပေါင်းတက်ထိုးစစ်ဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တဝယ်မြို့နယ်အတွင်းတိုက်ပွဲမှာဖမ်းမိတဲ့ဗျူဟာမှုစစ်ကြောရေးမှာတေဆုံးသွားတယ်။စစ်တပ်ကစစ်ကူပို့နိုင်ရန်ထိုင်းနယ်မြေကိုအုံပြုတ်နေတယ်လို့ KNU KNL ကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းတဝယ်မြို့နယ်အတွင်းမှာတော်လိုင်းအင်အားစုကထိုးစစ်ဆင်နေရမှာစစ်ကောင်စီက၎င်းရဲ့အာသာချက်ဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုကိုနေ့စဉ်အုံပြုတ်ပြီးခုခံနေတယ်လို့ထိုင်းနယ်မြေကိုဖျက်တမ်းကစစ်ကူပို့နေတယ်လို့ဒေသခံများနဲ့စစ်ရေးတရင်အရင်းမြစ်များထံကနေသိရပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU KNL တက်မဟာလေးအဆင့်မြင့်အရာရှိတအုပ်က အဲ့ဒီဒေတာမှာတော်လိုင်းအင်အားစုများစိုးမိုးထိန်းချုပ်ထားတဲ့နေရာများပြတဲ့အတွက်စစ်ကောင်စီတပ်များရဲ့စစ်ကူများဖျက်တမ်းရန်ထိုင်းနိုင်ငံနဲ့နေမိတ်ထဲမဖြစ်မနေဝင်ရောက်ခဲ့ကြတယ်လို့ပြောပါတယ်။သူတို့ကစစ်ကူလာတာကဒီလန်းကနေပြီးတော့လာတာမဟုတ်ဘူး။ထိုင်းဘက်ကနေပြီးတော့လာတာ။အဲ့ဒီမှာနှက်အိမ်တောင်းဆိုတဲ့မြန်မာရွာရှိတဲ့နေဆက်ဘက်ကနေလာတာ။ထီခီစကန်းကိုတဝဲထီခီလန်းကနေသူတို့လာလို့မရဘူး။အဲ့ဒီတောက်လျှောက်ကကျွန်တော်တို့စိုးမိုးထားတာလို့၎င်းကပြောပါတယ်။ ထိတာစကန်ကိုစစ်ကူလာတဲ့အင်အား200လောက်ကသူတို့မရောက်ခင်မှာထိတာစကန်ကကြာသွားတော့ထိခီစကန်တဲ့ကိုရောက်နေတယ်ကျွန်တော်တို့မှန်ထားတဲ့ပုံတရံနဲ့တော့နည်းနည်းလေးကွဲလွဲသွားတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကမရရောက်အောင်တိုက်မှာပါလို့၎င်းကပြောပါတယ်လီဒတ်ကလည်းတရက်ကို3ချိန်လာရောက်ပြစ်ခတ်နေတယ်လို့လည်း၎င်းကပြောပါတယ် တီခိစကန်ကိုထိုးစစ်ဆင်းနေဒီမှာတပတ်ကြာမြင့်နေပြီဖြစ်ပြီးတီခိနဲ့ငားမိုင်ခန့်အကွာအဝေးမှာတည်ရှိတဲ့တီတာဗျူဟာကုန်းကိုဧပြီလ16ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအထက်ကတက်စကန်ဖြစ်တဲ့တီတာတက်စကန်ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နေပါတယ်။နေဆက်ကုံတွယ်ရေးမှာအထက်အရေးပါတဲ့တီခိမှာစစ်ကောင်စီတပ်ကပြင်းပြင်းထန်ထန်ခုခံခဲ့ပါတယ်။တုံပန်း55ဦးဖမ်းမိခဲ့တဲ့အထက်မှာဗျူဟာမှုပါဝင်ခဲ့တယ်လို့လည်းအထက်ပါ KNL အစစ်မြစ်အရာရှိကဆက်လက်ပြောဆိုပါတယ်။ အဲ့ဒီ viewer ကုန်းကိုတိမ့်ပိုက်နိုင်ချိန်မှာစစ်တပ်ဘက်ကအင်အား100ကြော်ကြော်လောက်ရှိတယ်လက်နက်မချဘူးဗျလက်နက်က90ကြော်ကြော်လောက်တော့တိမ့်မိတာရှိတယ်အင်အား100ကြော်မှကြံတာတေးတယ်တေးတာရောထွက်ပြေးတာရောရှိသေးတယ်အရှင်ဖမ်းမိတာက15ရောက်လို့၎င်းကပြောပါတယ် viewer မှုမှာစစ်ကြောရေးကာလမှာပြစ်ခတ်ခံခဲ့ရပြီးတေဆုံးသွားတယ်လို့ KNU KNL တက်မဟာလေးကဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာမြို့နယ်ရုံးမဖြတ်ကျော်လမ်းမှာပြူစောတိနှစ်ဦးအရှင်ဖမ်းမိပေမဲ့လဲထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝရီခရိုင်မင်းလာမြို့နယ်ရုံးမဖြတ်ကျော်လမ်းပေါ်မှာပြူစောတိနှစ်ဦးအရှင်ဖမ်းမိခဲ့ပြီးစစ်ဆေးနေစဉ်မှာထွက်ပြေးခဲ့တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှနှစ်ဦးစလုံးတေဆုံးသွားကြောင်းတာယာဝရီခရိုင်တရင်383ညနှစ်မှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနကိုပြောကြားပါတယ်။ မေလ၄ရက်နေ့မွန်လယ်၁၂နာရီခန့်အချိန်မင်းလာမြို့နယ်စိန်ကန့်လက်မြို့ချောင်းရိုးမှဖြတ်ကျော်လန်းပြင်ကရိုခင်ကျေးရွာအနီးမှာဖော်ကားနဲ့ရောက်ရှိလာတဲ့မင်းလာမြို့နယ်ရွေးကုန်းအုပ်စုပန်ပွေးကုန်းကျေးရွာနေစစ်တပ်လက်အောက်ခံပြူစောတိမြစော်ဦးနဲ့ဒေါ်ယူပီကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုဖမ်းဆီးရရှိ၍စစ်ဆေးနေစမှာစစ်တပ်စစ်ကြောင်းတက်လာတဲ့တရင်အရတော်လန်ရေးတပ်များကပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေခဲ့ကြောင်း အဲ့ဒီလိုပြင်ဆင်နေစမှာပြူစောတိမြဇော်ဦးနဲ့ဒေါ်ယူပီတို့ကထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးရမှာနှစ်ဦးစလုံးကြီထိမှန်သေဆုံးသွားခဲ့ကြောင်း၎င်းတို့ထံမှာဖော်ကာတစီစစ်ကောင်စီတပ်သားများနဲ့ဆက်သွယ်ပြောဆိုထားတဲ့မိုဘိုင်းဖုန်းတစ်လုံးလက်စွပ်တကွင်းနဲ့ငကက်တရံတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ် တည်ဆုံသွားတဲ့ပြူစောတိမြစောဦးနဲ့ဒေါ်ယူပီဟာစစ်သားများထံကိုမှန်မှန်တရင်ပေးကပြည်သူများအားဖမ်းဆီးခိုင်းခြင်းစစ်ဆောင်ပြည်သူများစိုက်ပြုတ်ထားတဲ့တိဏံများအပြင်နေအိမ်များကိုပါစစ်ကောင်စီတပ်သားများနဲ့ပေါင်းပြီးမတရားဖျက်ဆီးရယူခြင်းစစ်ကောင်စီတပ်သားများအားရိတ်ခါထောက်ပံ့ပေးခြင်းစစ်သားများရုံးမပေါ်တွာလာနိုင်ရေးအတွက်ဖော်ကားများနဲ့အကျိုးပို့လှုပ်ဆောင်ပေးကြောင်းသိရှိရပါတယ်။ဒါအပြင်တော်လန်ရေးတပ်ဖွဲ့များရဲ့အချက်အလက်များနဲ့စကန့်တီနီယာများကိုစစ်သားများထံကိုတရင်ပေးဖို့ခြင်းများပြုလုပ်နေတဲ့အတွက်ကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဲ့ဒီလိုမလုတ်ဆောင်ရန်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကအကြိမ်ကြိမ်ဖုံးဆက်တတိပိတားမြစ်ခဲ့ပေမဲ့လိုက်နာခြင်းမရှိကြသူများဖြစ်ကြောင်းသိရှိရပါတယ်။ဟန်ယူလန်စုံဘိုယုံပြင်ကရိုကင်းရွာကပြည်သူတွေတိုက်ပွဲကြောင့်ဆစ်ဆောင်ရတော့သူတို့စိုက်ထားတဲ့တီးနံတွေနဲ့နေအိမ်တွေကို UP နဲ့သူ့သားရဲ့မြစော်ဦးတို့ကစစ်ခွေးတွေနဲ့ပေါင်းပြီးဖျက်ယူကြတယ်။သူတို့တွေကိုဖုံးဆက်ပြောတာဂရုမစိုက်ပဲစစ်ခွေးတွေအတွက်ဆက်အလုလုံနေလို့စောင့်ဖမ်းတာသူ့သားကိုတော့မနစ်ကနှစ်လပိုင်းမှာရှင်းလိုက်တယ်။ ဖမ်းမိပြီးစစ်စင်းနေတော့စစ်ခွေးစစ်ကြောင်တက်လာလို့ပြန်တိုက်ဖို့ပြင်နေတော့ထွက်ပြေးသွားကြတာကိုလိုက်ပစ်ဖမ်းရင်နဲ့ကြီထိသေးတာလို့တာယာဝရီခရိုင်တရင်383မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စာလင်ကြီးတရုတ်ဝမ်ပောင်ကုမ္ပဏီအနီးလုံခြုံရေးကင်းယူထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးသွားကြောင်းသတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းစာလင်ကြီးမြို့နယ်မုံရွာပသိမ်လမ်းပေါ်မှာရှိတဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီးလုံခြုံရေးကင်းယူနေတဲ့စစ်တပ်ကိုတိုက်ခိုက်ရမှာစစ်သား6ဦးသေဆုံးခဲ့ကြောင်း Black Eagle LPDF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ3ရက်နေ့မွန်လယ်တနအိခန့်အချိန်စာလင်ကြီးမြို့နယ်တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီးလုံခြုံရေးကင်းယူပြီးပြည်သူများထံမှငွေကြေးတောင်းရန်နေတဲ့စစ်ကောင်စီတပ်သား40ခန့်ကိုတော်လိုင်းရေးတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှစစ်သား6ဦးသေဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လန်ရေးရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးအင်အားက40လောက်ရှိတယ်။လန်ကင်းယူစားတော့ပြီးခီးသွားပြည်သူတွေစီကနေပတ်စံတောင်းရန်နေလို့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးဝင်ရောက်ပစ်ခတ်ခဲ့တာပါ။စစ်ခွေးသေးစရင်ကသေးတာထတ်တိုးမရှိဘူး။ကင်းယူတဲ့အင်အားကလည်းများတယ်။လက်နက်အင်အားကြီးအင်အားမှကျွန်တော်တို့ဘက်ကလုံလောက်မှုမရှိဘူး။ ျွန်တော်ရဲဘော်တွေထိခိုက်မှုမရှိစေဖို့ရပြန်ဆုတ်ခဲ့ရပါတယ်။ကြီးတွေလက်နက်တွေအလုံလောက်ရှိရင်တိထက်မကမစ်ရှင်ဖော်ဆောင်နိုင်ပါတယ်လို့ Black Eagle LPDF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Black Eagle LPDF Fighter Brotherhood Guerrilla Army FBGA နေစည်းမချစာမဏီပျောက်ကြားတပ်ဖွဲ့ရင်းမာပင် drone အဖွဲ့တခြားမဟာမိတ်များနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီနောက်လေးစားပါတဲ့အဘဆိုတဲ့တော်လန်ဘတ်တော်သားရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ ဥပဒေမှန်သမျှအကုန်ချိုးဖောက်ပြီးလှုပ်ချင်ရန်လှုပ်နေတဲ့မာအာလာဟာသူ့ရဲ့ဘောမတွေကိုတော့မျက်နှာသာမပေးဘဲဥပဒေနဲ့အညီဆိုပြီးထောင်ထဲထည့်တဲ့အတွက်လေးစားမိပါတယ်။ပိုပြီးလေးစားစရာကောင်းတာကအဲ့ဒီကောင်တွေကိုလွညင်းနဲ့ထည့်ပြီးဘယ်တော့မှလွတ်မပေးတာပါပဲ။တတ်ထောက်ခံတဲ့ဘောမတွေခင်ဗျာမင်းအွန်လိုင်းကိုလုံးဝလုံးဝမကြိုက်ကြတော့ဘူး။အခုနောက်ပိုင်းသူတို့ခင်ဗျာမင်းအွန်လိုင်းဘာပဲလှုပ်လှုပ်စောက်စရာကြီးလဲလှုပ်လို့မရတော့တလို့စောက်ပြစ်လဲပြောလို့မရပြန်ဘူး။ ါကြောင့်ဘောမချင်းချင်းမမချင်းချင်းမျက်စိကိုမှိတ်ပြီးဇွတ်မနေကြရရှာတယ်မဟုတ်ပါလားစောက်ပုကဘောမတွေကိုဘလို့စော့ခဲ့တယ်လဲဆိုတာပြန်လည်လာကြည့်ရင်ပြောင်ကြီးတိန့်စိန်ရဲ့တပည့်ပြန်ဝန်ဟောင်းဥရထတန်းရွှေရဲ့တမတ်ဥနေစုမောင်းလေစဲဝန်ချီဟောင်းမြင့်လိုင်းအခုတလော့လိုင်းမော်တက်ဖိန်ကောင်းကျဲနေတဲ့မူးမူးခံရဲ့ယောက်ျားမိုက်ကယ်ကျော်မြင့်မိုးထီမိုးမီမဘာတာစိုးထွန်းရှိန်နဲ့ဖားတစ်ပိုင်းငါးတစ်ပိုင်းငါးမင်းဆွေတို့ကတော့ထောင်တမင်းထောင်ဟင်းစားနေကြရရှာပြီးဖြစ်ပါတည်း ေါ်မရွှေမြို့ဝင်းနဲ့ရာဇာပန်းတောင်တို့ကတော့ကျောင်းတော်ကြီးကနေပြန်လွတ်လာခဲ့ပြီးဘောမတလူလူမမတလူလူနဲ့မမဆောင်လုံနေကြတယ်လို့အောက်ဒိုးတွေထည့်ပြီးကစ်နေတာကိုတွေ့ရပါတယ်မီဒီယာလွန်လို့အွန်လိုင်းစပီကာလို့လို့လုံနေကြတဲ့ဆရာဆရာကြီးများဖြစ်ကြတဲ့ကြောင်မျိုးမင်းကြောင်ဆိုးဦးတက်ပြုတ်ကြော်စွာစပုအလေခွဲကေနဲ့အောင်မင်းတက်ကားမောင်းဇော်ဘုံဟင်းမပုတုရာသီသွေးသမင်းတုတ်တဲ့ဒဇင်ဦးနဲ့အရေးချုံပောက်ကိုတော်လို့ခမညာမှာလဲ less one in ပေးခြင်းခံရသူတွေဖြစ်ပါတယ်။စကားပြောမမရတော့ဘူး။မိเจ้าမင်းလိုရေခင်းလဲမပြရဲကြရှာတော့ဘူး။ဒါရင်ပဲလားဆိုတော့ဘယ်ကမလဲ။ဘယ်မပါတာတကောင်တမိမှမကြည်နဲ့ကြောင့်မပြောရဲတော့ဘူး။ဘယ်စစ်ဖို့အငိမ့်စားမှလည်းမထောက်ခံကြောင့်မဟရဲတော့ဘူး။ဘယ်ပါတီကမှလည်းအဘရဲ့အလုပ်တွေကိုသဘောမတူကြောင့်မကြည်ညာရဲတော့ဘူး။ဝီရတူလဲပါဇက်ပိတ်သွားပြီမဟုတ်ပါလား။အခုဆိုရင်စစ်ထွက်ဘောမှအမက်ပြုတ်ကြီးဥကြော်စီရအောင်ထောင်ဘူးပေါဝါနာရောက်နေပြီဆိုပဲ။ ဒီနေရာမှာတော့အဘအဖို့ကိုလေးစားလွန်းလို့ထပ်မံပြီးတောင်းဆိုပါရစေမျက်နှာသာပေးရင်ရွှေရည်ပကံတက်တက်ကြပါတယ်ပါစားပေးရင်ဖအေထက်သားတလလည်းကြီးတက်ကြပါတယ်အတက်မခံပါနဲ့အကြီးလည်းမခံပါနဲ့ဆန်ရင်နာနာဖုတ်ပေးပါဖုတ်ပေးပြီးရင်လည်းထက်ကထက်ကမကြမကြနာနာလေးထပ်ဖုတ်ပေးပါလို့တောင်းဆိုပါရစေဆိုပြီးရေးသားထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ